ယောက်ျားနဲ့စိတ်ဆိုးပြီးပျောက်ဆုံးနေတဲ့တယောက်ဆောင်မြတ်တူတူမင်္ဂလာပါဇာမေချန်နယ်ပရိသတ်ကြီးရေ MRT4 ကတယောက်ဆောင်မင်းသမီးမြတ်တူတူကတော့ယောက်ျားဖြစ်သူနဲ့စကားများပင်အိမ်မော်ကဆင်းသွားရကနေပျောက်ဆုံးနေတယ်လို့သိရပါတယ်မြတ်သူသူဟောင်းဆိုင်ရွှေရနာဆိုင်ပိုင်ရှင်ကိုဆိုင်ထက်မြက်နဲ့လက်ထပ်ထားတာဖြစ်ပြီးထက်မြက်သူဆိုရင်ဆိုင်ရွှေရနာဆိုင်ကိုဖွင့်လှစ်ထားတာပါ သူမရဲ့ယောက်ျားကသူမကိုအရန်ချစ်တယ်လို့မြတ်သူသူကိုယ်တိုင်ကလည်းယောက်ျားကိုအရန်ချစ်တဲ့ posting သူမရဲ့ social media ကမှထင်လေးရှိပါတယ်အခြေခံအပင်အိမ်တော်ကြီးကံကောင်းတဲ့မြတ်သူသူဟာတာယာပျော်ရွှင်တဲ့မိသားစုကိုပိုင်ဆိုင်ထားတာပါဇွန်လ17ရက်နေ့မှာတော့ယောက်ျားနဲ့စကားမြန်ရကနေစိတ်ဆိုးပြီးတော့အိမ်ကနေထွက်သွားခဲ့ပါတယ်။ကိုဆိုင်ထမြက်ကမြတ်သူသူတွန်းတက်တဲ့နေရာတွေနဲ့ဆွေမျိုးတွေရဲ့အိမ်ကိုအကုန်လိုက်ရှာပေးမယ်။ခုထိရှာမတွေ့ဘူးလို့သိရပါတယ်။ ဆွေမျိုးတွေတငယ်ချင်းတွေကပါဝိုင်းဝန်းရှာကြပြီးမြောက်ဆုံးနေလို့စိတ်ပူနေတဲ့အကြောင်းကိုကိုဆိုင်ထက်မြက်ကပို့စတင်ထားပါတယ်။မြတ်သူသူရဲ့ဖုန်းကလည်းဆက်ပိတ်ထားတယ်လို့သိရပါတယ်။အခုချိန်မှာတော့လူကြီးလူငယ်ယောက်ျားမိန်းမမယွင်ပျောက်ဆုံးမှုတွေနေ့စဉ်ဖြစ်ပေါ်နေတာပါ။လူပြောင်မှုတွေဟောင်းရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာလည်းမကပဲမြိတ်နဲ့တဝဲလုံးနေစွန်နေပြားတွေမှာပါလူပြောင်မှုတွေဖြစ်နေပါတယ် တချို့လူပြောင်မှုတွေဟာပါလာသမျှပစ္စည်းတွေလူရက်ခံရပြီးလူကိုယ်ပါတပ်ပြန့်အနေနဲ့ပေးကြတာမို့မိသားစုတွေကမျက်သူသူကိုရမ်းစိတ်ပူနေတာဖြစ်ပါတယ်။